သင်ရဲ့အလုတ်အကိုင်းစီးပွားရေးနဲ့ပတ်သက်တဲ့ဒီ energy ကိုပေါ့နော်ဒီ Luna D Soul page ကနေပြီးတော့ pick up pine tarot reading နေလုပ်ပေးထားပါတယ်ဆိုတော့ video လေးကိုခဏ pause လုပ်ပြီးတော့အဲမျိုးလုံးလေးခဏမိတ်အတန်လေးကိုဝဝရှူပြန်ဖွင့်လို့ရှင်ရယ်ဘယ် pine ကပေါ့နော် ဒီမှာပုံ1နဲ့2မှာဘေဟာကမျိုးလုံးအလိုလိုရောက်သွားလဲစိတ်ကအလိုလိုရောက်သွားလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ပုံလေးတစ်ပုံကိုရွေးချယ်ပါ ပြီးလို့ရှိရင်ဒီပုံလေးရဲ့အတွက်ပြောပြထားပြီးတဲ့ဒီ terror reading လေးကိုဟို page ထဲကိုဝင်ပြီးတော့ကြည့်ပေးပါနော် file 1 and 2ရွေးချယ်ပြီးပါရှင်ဒီအခု Luna ဒီ soul page ကနေပြီးတော့ဒီအလုတ်ပေါ့เนาะအလုတ်စီးပွားရေးပိုင်းအဲ energy ကို ခုဒါ phi 1ကိုရွေးချယ်ထားတဲ့သူတွေအတွက်ပြောပြမှာဖြစ်ပါတယ်။ဒါ phi 1ကိုရွေးချယ်ထားတဲ့သူတွေအတွက်ပါ။ဆိုတော့အဲဂျွန်အခု May June July 2025ပေါ့နော်။အခု May June July အထိကိုဒီ reading ကတက်ရောက်ပါတယ်။အကျုံးဝင်ပါတယ်။ဆိုတော့ဒါက phi 1ကိုရွေးချယ်သူတွေအတွက်အလောက်ကိုင်းစီးပွားရေး energy ဆိုတော့ဆက်ဆံခြင်းမှာတော့ပြန်မှန်းနေနေမယ်ဆက်ဆံခြင်းဆိုတာအခုဒီမေလပေါ့နော်အခုဒီလအစပိုင်း အခုမေဂျွန်ဂျူလိုင်းအကျုံးဝင်တယ်လို့ပြောထားတဲ့ဒီကာလာရဲ့အစပိုင်းမှာတော့နည်းနည်းပင်ပန်းစရာလေးတွေစိတ်ပင်ပန်းလူပင်ပန်းစရာလေးတွေကြုံတတ်တယ်အထူးသဖြင့်တော့ဒါကိုယ်နဲ့ဆက်တူလုပ်နေတဲ့သူဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့လက်အောက်ငယ်သားတွေကြောင့်လည်းပတ်သက်ပြီးတော့ခေါင်းကပ်ရတာဆိတ်ရှုပ်ရတာလေးရှိတတ်တယ်နောက်တစ်ခုကဒီငွေကြေးရဆိုလို့ရှိရင်လည်းနည်းနည်းငွေအိတ်နေတာမျိုးလေးတွေမဝင်သေးတာမျိုးလေးတွေဒီလုပ်ငန်းကရှေ့ဆက်မသွားသေးတာမျိုးလေးတွေဒီ promotion တွေပါရှိရဆိုလို့ရှိရင်လည်းနည်းနည်းနှောက်နှေးနေတာမျိုးလေးတွေဖြစ်နေတတ်တယ်ပေါ့နော်နည်းနည်းလေး အဲဆောင်ရတဲ့အနေထားကိုရောက်နေတတ်တယ်။ဒါပေမဲ့အရင်စိတ်ကူစရာမလိုဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီနောက်ကနှက်ကဲကကြတော့ဒီခုနဲ့အခက်ခဲကြုံနေရတဲ့ကာလပြီးသွားလို့ရှိရင်ဒါတွေကိုရင်ဆိုင်ပြီးသွားလို့ရှိရင်ဒီမှာဒါ all about success ပေါ့နော်။အောင်မြင်မှုရတဲ့ cat ကိုညွန်ပြတယ်။နောက်တစ်ခုကဒီ hero fan ကလည်းပဲ major cat ဖြစ်တယ်ပြီးတော့ positive လည်းဖြစ်တယ်။ဒါအကြီးအကဲကြီးစီကနေပြီးတော့ကောင်းချီးပေးခံရတာ ဟိုချင်းမြင့်ချင်းခံရတာအကူအညီရတာဒီပြီးတော့ကိုယ့်အတွက်ငွေကြေးအထောက်ပံ့ရတာမျိုးကိုယ်ပိုင်စီးပွားရေးဆိုလို့ရှိရင်လည်းကိုယ်ကိုဟိုထောက်ပံ့ပေးမဲ့သူတွေရတာစီးပွားရေးအဆင်ပြေလာတာအောင်မြင်လာတာငွေကြေးစောင့်ဝင်လာတာဒါမျိုးတွေပေါ့နော်ဟိုအလုပ်အကင်ဒါဝန်ထမ်းလုပ်နေသူတွေဆိုလို့ရှိရင်လည်းကိုယ် promotion နောက်ပိုင်းရှိတာမျိုးတွေအဲကိုယ်အကြီးရလဲကိုယ့်ထက်အထက်ရရှိရလဲ ိုဖိမာတာမျိုးလေးတွေကုညီပေးတာမျိုးလေးတွေရှိတယ်။ဆိုတော့အခက်အခဲလေးတွေတော့နည်းနည်းလေးရှိနေပေမဲ့အဲ့ဒီဟာကိုကြော်သွားပြီးသားလို့ရှိရင်ကိုယ့်အတွက်ကောင်းတဲ့အရာတွေရောက်လာနိုင်မယ်။ဆိုတော့စစချင်းအခုပိုင်းမှာပင်မရတဲ့ဆိုပေမဲ့နောက်ပိုင်းမှာအဆင်ပြေလာရတယ်ပေါ့နော်။ဆိုတော့နောက်ပိုင်းဆိုတာကတော့ဒီဇူလိုင်လအဲဝင်ချင်ပေါ့နော်။အဲ့ဒီရဲ့နောက်ပိုင်းမှာတော့ပို့ပြီးတော့အဆင်ပြေလာတဲ့အနေအထားကိုတွေ့ရတယ်။ဆိုတော့ဘာမှစိတ်ညစ်စရာမရှိဘူးပေါ့နော်။ ဒီဂျာလေးထဲမှာတော့နည်းနည်း struggle လုပ်ရမယ့်အပိုင်းလေးတော့ရှိနေတယ်ဆိုတော့အဲအခုကြည့်ပြရဲ readings တွေကတော့အတူလေးပေါ့နော်ဒီ video အရှိကြီးဆိုလို့ရှိရင်လည်းပြင်ကြအောင်ပါဆိုလို့ဒီနေ့တက်တိုင်းက short to the point လို့ပဲပြောပြထားပါတယ်ကို့အတွက်ဒီဆက်ပြီးတော့ detail personal ကြည့်ရင်လည်းဆိုလို့ရှိရင်လည်းဒီ chat box ကနေပြီးတော့အဲလာပြီးဆက်သွယ်လို့ရပါတယ်ကျေးဇူးပါအားလုံးပဲမင်္ဂလာပါရှင်။ Unity Soul Page ကနေပြီးတော့အခု Pi 2ကိုရွေးချယ်တဲ့သူတွေအတွက် ီးပွားရေးအလောက်ကင်ပေါ့နော် energy ကို May June July 2025အတွက်ပြောပြမှာဖြစ်ပါတယ်အခုဒီ3လမှာဖြစ်နိုင်တဲ့ဒီဖိုင်းကျိုးရွေးချယ်ထားတဲ့သူတွေအတွက်အလောက်ကင် energy အနေနဲ့ဆိုလို့ရှိရင်ဒီမှာ Nine of Pentacles ပေါ့နော်ဒီကတ်လေးကအဆဆရရကောင်းမွန်တဲ့ဒီငွေကြေးဥစ္စာဟိုပြေဆောင်ကြွယ်ဝတဲ့ဟာကိုဖော်ပြတဲ့ကတ်နေပေါ့နော်ဆိုတော့ဒီကလအတွင်းမှာ လောက်ကိုင်းနေအဆင်ပြေနေလိမ့်မယ်ကိုပိုင်စီပိုင်လောက်တဲ့သူတွေဆိုလို့ရှိရင်လည်းမေးကြည့်ရင်အဲအဆင်ပြေတာရောင်းရတာရောင်းဝယ်ကောင်းတာငွေဝင်တာဒါလေးတွေကြုံတွေ့ရမှာပေါ့နော်စိတ်ချမ်းမြေ့စရာလေးတွေကြုံတွေ့ရနိုင်တယ်အဲကောင်းတယ်ပေါ့ဒီခု၃လအတွင်းမှာဒီလောက်ကိုင်း energy ကတော်တော်လေးကောင်းနေတဲ့ထဲမှာပါတယ်ဆိုတော့ဒီမှာ death card ပေါ့နော် death card ကြတော့အရန်လန့်သွားကြတော့မ ဖြစ်လို့လဲဆိုတော့သူကကြတော့အဓိက transformation ပေါ့နော်ပြောင်းလဲမှုကိုအဲပေါ်ပြတဲ့ရည်ညွှန်းတဲ့ကံဖြစ်တယ်အဆုံးသတ်ရတဲ့အဟာမျိုးပေါ့နော်ကို့အတွက်လိုအပ်တဲ့အရာတွေကို့အတွက်အဆင်မပြေစေတဲ့အရာတွေကိုအဆုံးသတ်ရတယ်ဆိုတဲ့ guide ပေါ့နော်ဆိုတော့သူ့ကိုပြန်ရှင်းထားတဲ့အခါမှာဒါကဘာကိုပြောချင်တာလဲဆိုတော့ဟိုသူများကိုအခုမိခိုးနေရတယ်အဲမိခိုးရတာတွေကိုအဆုံးသတ်ရမယ့်ကာလဖြစ်တယ်နောက်ပြီးတော့ဟိုရင်းရှိအတွက် plan ချရမယ့်ကာလပေါ့နော်ဆိုတော့ ကိုပိုင်လုံးလုံးနေတဲ့သူတွေဆိုလို့ရှိရင်ဒီလောက်ငယ်သားဝန်ထမ်းတွေကိုပေါ့နော်အရန်မိခိုရတာမျိုးရှိရဆိုလို့ရှိရင်ဒီဟာကိုပြန်လဲတုံးတက်ရမယ့်ကာလဖြစ်တယ်နောက်ပြီးတော့ long term plan တွေပေါ့နော်ရည်ရည်အတွက်ဘယ်လို plan တွေဆွဲမလဲဆိုတဲ့ဟာကိုထေချာပေါ့စဉ်းစားရမယ်အဓိကထားစဉ်းစားရမယ်အချက်ဖြစ်တယ်ဒီအခုလောလောဆယ်မှာတော့ကောင်းနေပြီမဲ့အရောင်းဝယ်ကောင်းနေအဲအဆင်ပြေနေတယ်ဆိုပေမဲ့ပေါ့နော် long term အတွက်ရောအဲဘာ strategy တွေရှိလဲဘာကငါတွားချင်တဲ့ long term direction လဲဆိုတဲ့ဟာကို အစင်းစားရမယ်အဖြေထုတ်ရမယ်ကာလဖြစ်တယ်ပေါ့နော်ဆိုတော့ဝင်နေလုပ်နေတဲ့သူတွေကုမ္ပဏီအလုပ်လုပ်နေတဲ့သူတွေဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ဒီ long term သွားခြင်းနဲ့ကိုယ့်ရဲ့ရည်ရွယ်ချက်ကပါလေဘယ်လိုယာထုသွားခြင်းလာလဲကိုယ်ဘယ်လိုတွေလုပ်မလဲဘယ်လိုသင်တန်းတွေတက်မလဲစသဖြင့်ပေါ့နော်အဲ့လိုစင်းစားရတဲ့ plan လုပ်ရတဲ့ strategy လုပ်ရတဲ့ကာလပေါ့နော်ဆိုတော့အခုဒီကာလအတွင်းမှာအဲ့ဒါလေးတွေလုပ်ရမယ်ဒီမှာ Kino Caps ကလည်း အဲကိုယ်ကိုကူညီပေးတဲ့သူတွေလူချင်းလူခင်တွေရှိနေမယ်ကူညီပေးတဲ့သူတွေပေါ်လာမယ်အဲဆက်သွယ်ကောင်းနေရမယ်ဆက်တစ်ဖက်ပေါ့နော်ဆိုတော့အလောက်ခိုင်အခုစတင်လုပ်ဖို့စဉ်းစားနေတဲ့သူတွေစီးပွားရေးစဖို့စဉ်းစားနေတဲ့သူတွေဆိုလို့ရှိရင်လည်းဒီအချိန်ကအချိန်ကောင်းတဲ့အချိန်ဖြစ်တယ်ဆိုတော့ကိုကိုအကြံဉာဏ်ပေးနိုင်မယ်အကူအညီပေးနိုင်မယ်သူတွေဆီကနေပြီးတော့အကြံဉာဏ်လေးယူပါအကူအညီယူပါအဲအဆက်ဆက်ရာရာချင်းချင်းပြီးတော့ပေါ့နော်ဆိုတော့ long term အတွက်ကိုတွေးပြီးတော့လုပ်လို့ရှင်အဆင်ပြေပါလိမ့်မယ် ဆိုတော့ဒီဖိုင်းထုတ်ရွေးချယ်တဲ့သူတွေအတွက်ခြုံပြီးပြန်ပြီးပြောခြုံပြောရမယ်ဆိုလို့ရှိရင်ဒီအလုပ်ကင်စီးပွားရေး energy အခြေအနေကတော်တော်လေးကောင်းနေတဲ့အနေအထားမှာရှိနေတယ်ပေါ့နော်ဆိုတော့ဒါဒီမေဂျွန်ဂျော်လိုင်းအတွက်အဓိကအကျုံးဝင်ပါတယ်ဟို personal reading ကြည့်ချင်တဲ့သူတွေလည်း Nadiso page ကိုလာရောက်ဆက်သွယ်လို့ရပါတယ်ဒီ TikTok ကနေပဲဖြစ်ဖြစ်အမ် Facebook chat box ကနေပဲဖြစ်ဖြစ်လာပြီးဆက်သွယ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်